မဲမပင်းရလို့လုံတော်လို့ဒီရွေးတော်ပေါ်ရပြတ်သွားပါလားပြတ်သွားဘူးရွေးတော်ပေါ်ရမပြတ်ဘူးမဲမပင်းရဟန်တာတာစီနေမယ်ဆိုရင်ခင်ဗျားတို့ကဘသူ့ကိုတိုင်းနေကြတာလဲကျွန်တော်မရလိမ့်မယ်အဲခက်နေတာကအဲ့ဒီလော်ဘီတွေရဲ့ပြဿနာအဲ့တော့လော်ဘီတွေကဟိုကတော့ဘာရဲ့တောင်ပန်းကမ်းမမသိဟဲ့လားကျွန်တော်တို့နိုင်ငံရေးကျင်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လို့လားခင်ဗျားစဉ်းစားကြည့် အလကားနေထောင်လဲသွားနေတာမဟုတ်ဘူးခမတို့ကြိုက်တဲ့လူခမတို့ယုံကြည်တဲ့လူကိုမဲမပေးရင်ခမတို့မကြိုက်တဲ့မယုံကြည်တဲ့လူတွေအုပ်ချုပ်တာကိုနောက်ထပ်၅နှစ်ခံရမယ်ပြည်သူပါတီကိုမဲပေးဖို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မဲမပေးနဲ့လှုပ်ဆော်နေသူတွေကိုဥကုတ်ကိုကြီးတဲ့ဆော်လိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာအဲ့တော့ကျွန်တော်ကပြောချင်တာကျွန်တော်တို့နိုင်ငံရေးနည်းလမ်းတွေဂျိုးပန်ဆောင်ရွက်နေတဲ့ကိစ္စတွေကိုဟလာရုပ်လုံးကြီးကြီးနဲ့ကျွန်တော်တို့ဆောင်ရွက်ပေးပါ အဲ့တော့နောက်တစ်ခုကတော့ရွေးကောက်ခွင့်မဲမပေးနဲ့လို့ဆိုမဲမပေးရင်ရရတာဘာဖြစ်လဲရွေးကောက်ခွင့်ကတက်သွားမှာလားခဲ့ကျွန်တော်ပေးနေကိုမေးမယ်မဲမပေးနဲ့လို့လုံတော်လို့ဒီရွေးကောက်ခွင့်ကတက်သွားမှာလားမပြဘူးရွေးကောက်ခွင့်ကမပြဘူးဒါဆိုရင်ဘယ်လိုရရမျိုးဖြစ်နေကြလားလဲအဲ့တော့ကျွန်တော်တို့ကဟာလာကျွန်တော်တို့ဒီမိုကရေစီရေးတိုင်းသာဓာတ်မှုမြန်မာရေးဖက်ဒရယ်ရေးပက်ကနေနိုင်ငံရေးနည်းလမ်းနဲ့ခိုင်မာမာချိုး ေတဲ့သူတွေကိုမဲမပေးအောင်ဟန်တာတာစီနေမယ်ဆိုရင်ခင်ဗျားတို့ကဘယ်သူ့ကိုနိုင်နေကြလာလဲကျွန်တော်မေးရလိမ့်မယ်အဲ့တော့ကျွန်တော်ခဏခဏပြောရဲဘာဖြစ်နေတာဘာလို့ကိုလုံးချင်တာကိုဖြစ်နေတာကိုချင်းချင်းလေးတော့ကြည့်လို့လို့တယ်အဲ့တော့ဒါတော့မလို့အဲ့တော့လက်လက်ပြန်ပြီးချပါရမယ်ဆိုတော့အဆုံးတစ်ဖက်ကိုပြောချင်တာကတော့နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမဲ့ပြစ်ပါတယ် ကျွန်တော်တို့နိုင်ငံရေး platform ကိုပြန်ပြီးတော့တည်ဆောက်နေကျွန်တော်တို့ရဲ့နိုင်ငံရေးယုံကြည်ချက်ရည်တည်ချက်ပေါ်မှာတလက်မှမှကျွန်တော်တို့ညှင့်မပေါ်ဘူးအဲ့တော့ကျွန်တော်တို့ဒီလိုလုပ်နေလို့ဟာတို့ကတောက်သွားလို့လားတဲ့ကျွန်တော်တို့တမိုင်းကိုတောက်ကြည့်လိုက်အစိုးရကြီးကကျွန်တော်ပြောတယ်ကဲတော့ ဒါကျွန်တော်တို့ပါတီရဲ့ဒဏ္ဍာရီအခြေအနေပဲအဲ့တော့လွန်ခဲ့တဲ့38နှစ်ကကျွန်တော်တို့နိုင်ငံရေးစလုပ်တော့လေဒီလိုဆင်နေမိုက်တွေမရှိဘူးဟလာလမ်းမေးကခေါင်းရပြတ်ထိုးခုံလေးကိုဆွဲတယ်ပြီးတော့လှုပ်တုံလှုပ်တုံနဲ့ဘေးကဝိုင်းကင်တော့ပေးရတယ်အဲ့ဒီပုံမှာတက်ပြီးတော့ဟောခဲ့တော့ဒီပေးတဲ့လောက်ကတော့တကယ်ကကျွန်တော်မိုက်မလို့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဘိုးကနေစခဲ့တာ အဲ့တော့နိုင်ငံရေးပလက်ဖောင်းပြန်ပေါ်အောင်လုပ်တဲ့အချိန်မှာဒီဘွားနဲ့ပဲပြန်ဆောက်အောင်ပါအဲ့တော့ကျွန်တော်တို့ကဟဲ့လားပြည်သူတွေကိုရွေးကောက်ပွဲအောင်နိုင်ရေးမဲဆွယ်စည်းရုံးတဲ့ခါကျတော့အဲ့တော့ကိုကိုတိုင်ကဒနာရင်အားချိုးတဲ့ခါကျတော့ဟဲ့လားခင်ဗျားတို့ကိုဘာပစ္စည်းတွေပေးမယ်လို့ကျွန်တော်တို့ကအာမမခံနိုင်ဘူးမပေးလည်းမပေးနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဘာတွေပေးနိုင်လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးပဲပေးနိုင်နိုင်ငံရေးပါတီဆိုတာနိုင်ငံရေးရှိမှနိုင်ငံရေးပါတီလို့ပြောလို့ရတာ အဲ့တော့ကျွန်တော်တို့အာမခံနိုင်တာကကျွန်တော်တို့မှာနိုင်ငံရေးကတော့အပြည့်အဝကျွန်တော်တို့ကအာမခံတယ်အဲ့တော့ကျွန်တော်တို့ရည်တည်ချက်တစ်ချောင်းလုံးမှာနိုင်ငံရေးယုံကြည်ချက်ခံယူချက်အပေါ်မှာပဲကျွန်တော်တို့ခိုင်ခိုင်မာမာရည်တည်တယ်အဲ့တော့ဒီလိုပဲတစ်ချောင်းလုံးလည်းရည်တည်ခဲ့တယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးနှီးလောင်းကိုရွေးချယ်တဲ့အခါကျတော့တချို့ကတောက်သွားလို့လားတဲ့ဟာကျွန်တော်ကကြီးတယ်ကျွန်တော်အစိုးရကပြောတယ်တောက်တဲ့ရင်နိုင်ငံရေးမလုပ်ဘူးလို့ကျွန်တော်ပြောထားတယ် အဲ့တော့အခုလည်းပဲဒီလောက်ချိန်ချောင်နေတဲ့ဆဲဆုံနေတဲ့အချိန်မှာဟလာအဲ့ဒီချိန်ချောင်မှုတွေဆဲဆုံမှုတွေကိုရင်ဆိုင်ပြီးတော့လုံနေတဲ့ကိစ္စကထောင်ချမှာတဲ့တောင်မှပို့ပြီးတော့ကျွန်တော်တို့ကဟလာတောက်เสียကောင်းနေတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးသမားကလူချစ်တာထောက်ခံတာပဲလိုချင်တာ။အဲ့တော့လူချစ်ရင်ပြီးရောဆိုပြီးတော့လူကြိုက်များတာတွေချက်ပြောလို့ကတော့ဒီလူလူကြီးကိုကျွန်တော်တို့ကလမ်းမှန်ပေါ်ကျွန်တော်တို့မပို့နိုင်ဘူး။အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးခေါင်းဆောင်ဆိုတာလူကြိုက်များတာတွေကြီးပဲလိုက်ပြောလို့မရဘူး။အဲ့သို့တော့ ပြောသည့်ပြောလိုက်တာဖြစ်သည့်ဖြစ်လိုက်တာကိုမှန်မှန်ကန်ကန်ကျွန်တော်တို့ကပြောပြီးတော့လူလူကြီးကနားလဲလက်ခံလာအောင်ကျွန်တော်တို့ကစ조사မယ်အဲလူကြိုက်များပြီးရောဟာမျိုးတွေကျွန်တော်တို့မပြောဘူးမလုပ်ဘူးအဲ့တော့ဒါကဒါကျွန်တော်တို့ယုံကြည်ချက်ရည်တည်ချက်ပဲအဲ့တော့ဒါကြောင့်မလို့အဲ့တော့အစိုးတရားတပတ်ကိုတော့ကျွန်တော်ပြောပြီနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပစ်ပါနဲ့နိုင်ငံရေးပလက်ဖောင်းပြန်ပြီးအကောင်မှကျွန်တော်တို့ပြည်သူတွေတဝူးကြီးတယောက်ချင်း ပါဝင်ဆောင်ရွက်နိုင်တဲ့နိုင်ငံရေးဟာရွေးကောက်ပွဲနိုင်ငံရေးလက်နက်ကိုင်နိုင်ငံရေးတို့အခြားနည်းလမ်းတို့ဆိုတဲ့ကိစ္စဟာပြည်သူတိုင်းပါဝင်ဆောင်ရွက်မှုမလုပ်နိုင်ဘူးအဲ့တော့မဲပင်ရွေးချယ်တာကြတော့ပြည်သူတိုင်းပြည်သူတိုင်းဥပဒေဘောင်ထဲကနေပြီးတော့သူ့ရဲ့စံတော်ကိုဖော်ထုတ်နိုင်တဲ့အခွင့်အလမ်းပြစ်တယ်အဲ့ဒါကိုဖြည့်ဆည်းမပြစ်ပါနဲ့လို့အဲ့ဒီအစိုးရတစ်ဖက်ကိုကျွန်တော်ကပြောချင်အဲနောက်တစ်ခုနောက်တစ်ခုအစိုးရတစ်ဖက်ကတော့ဟလာတစ်ဖက်ကိုစန့်ကျင်ချိန်မုန်းကျင်တာနဲ့ နိုင်ငံရေးသမားအလုံးကိုတိုက်ခိုက်တာအဲ့တော့တက်တူရွေးကတော်တော်မေတော်ကခဲခဲဆိုတာကပို့ပြီးတော့ဆိုးတယ်အဲ့တော့ဘာလဲဆိုတော့ဟလာဟိုထိပ်ပိုင်းကခေါင်းဆောင်တွေကဘာပဲပြောပြောဟလာတပ်မတော်မှာလဲတပ်မတော်ခေါင်းဆောင်တွေမှာဟလာအမျိုးအမည်ရှိရှိနဲ့နိုင်ငံရေးကဒီလိုလုပ်လို့မရဘူးပြုပြင်ပြောင်းလဲရမယ်ဆိုတာကိုသိတဲ့ပိုင်းကသိတယ်အဲခန့်နေတာကအဲ့လော်ဘီတွေရဲ့ပြဿနာအဲ့တော့လော်ဘီတွေကဟိုကတော့ဘာရဲ့တောင်မန်းကမ်းမန်းမသိဟလာကျွန်တော်တို့ နိုင်ငံရေးကျင်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လို့လားခမစဉ်းစားကြည့်အလကားနေထောင်လေးသွားနေတာမဟုတ်ဘူးကိုငငယ်ရွယ်ရွယ်ချိန်နေမှာကိုကိုကိုကြီးပွားတိုးတက်အောင်လုံနိုင်တဲ့အခွင့်လန်းတွေအားလုံးကိုစွန့်ရွှေကုတ်ကူမှအွန်လိုင်းကွန်ရက်နဲ့ပတ်သက်ပြီးစက်ပစ္စည်းမှန်သမျှလက်ဆဖြောက်ဖြက်စည်းရန်စိုးဝင်းအမိန့်ထုတ်မြန်မာစားစားဒူကောင်းဆောင်စိုးဝင်းကရွှေကုတ်ကူမြို့တက်အားစီးနင်းထားပြီးမြင်းတို့စစ်တပ်အနေဖြင့် ကြားဖြန့်ကွန်ရက်နှင့်ပတ်သက်သောပစ္စည်းမှန်သမျှလက်စားဖြောက်ဖြစ်စည်းရန် အမိန့်ထုတ်ထားကြောင်း Time Debs Nose သတင်းကနိုဝင်ဘာ16ရက်ညနေပိုင်းတွင်ရေးသားဖော်ပြခဲ့သည်သတင်းများအရရွှေကုတ်ကိုအား KK ပတ်ခဲ့သလိုဒိုင်းနမိုက်များဖြင့်ဖောက်ခွဲဖြစ်စည်းမိလားဟုတွေးရဖြစ်နေချိန် Time သတင်းများအရ BGF ခေါင်းဆောင်များနှင့်စစ်ကောင်စီတို့များသူများတီတွင်ရွှေကုတ်ကိုအရေးဆွေးနွေးမှုအဆင်မပြေမှုများရှိသည်ဟုလည်းဖော်ပြနေကြသည် Time PBS ဖော်ပြမှုတွင် KKBA နှင့် BGF တက်များသည့်ရွှေကုတ်ကူမှတရုတ်နိုင်ငံသားများရှောင်းတိန်နိုင်ရန်တည်ယူပို့ဆောင်ပေးနေသည်ဟုဖော်ပြသလိုထိုင်းဘက်ခြမ်းမဲဆောက်မြို့ဘက်သို့တောင်ရင်မြစ်ဖြတ်ကျော်ကူးလာသည့်နိုင်ငံသား36ယောက်ကိုလည်းထိုင်းစစ်တပ်ကဖမ်းဆီးထားသည်ဟုဆိုသည်လွတ်ပြီးတော့နိုင်ငံကိုပြုတ်ပြင်ပြောင်းလဲဖို့အကြမ်းဖက်နိုင်ငံရေးနီလန်းနဲ့ဆောင်ရွက်အဲဆောင်ရွက်တဲ့အခါမှာပြောစရာရှိတယ်ကျွန်တော်တို့ဟိုးတုန်းကတခင်ပေါ့ဆာ1600လာအဲ့ဒါ네ချက်တိုင်းတစ်ပိုင်းအင်္ဂလိပ်လက်အောင်မှာ နိုင်ငံရေးလောက်တာတခင်ပေါ့စာထောင်ထောက်လာအဲပြန်ပြောရင်ရည်စရာတောင်ဖြစ်တယ်ခမားတို့အခုခမားတို့ရှေ့မှာကျွန်တော်ရောက်နေတယ်ကျွန်တော်ရဲ့တာမန်လူရက2084ခုနှစ်ခမားတို့လည်းမရှိတော့ဘူးကျွန်တော်လည်းမရှိတော့ဘူးဘာကြောင့်လဲဆိုချတယ်ရမကြောက်မနာတာ65နှစ်နဲ့6လချထားတာကျွန်တော်လက်ထက်မှာအတ်တူတစ်ချောင်းတောင်မရှိဘူးအဲ့ဒါလို့ကာလာကြီးကိုဖြတ်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့ကနိုင်ငံပြုတ်ပြင်းပြောင်းလဲဖို့အတွက် ဘဝတွေပေးဆက်ပြီးတော့လုံနေတာကိုပါအဲ့ဒါကိုပါစော်ကားတိုက်ခိုက်လာတဲ့အဲ့ဒီ lobby အုပ်စုကိုလည်းကျွန်တော်ကတက်တက်သားသားပဲပြောရလိမ့်မယ်နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြင့်နေလို့အဲ့ဒီလူတွေကိုလည်းကျွန်တော်ကပြောရလိမ့်မယ်ကျွန်တော်တို့ဆန်းစိုးတိုက်ခိုက်ချင်းချောက်ခံပြီးတော့ဟလာအခမ်းမသိရင်လည်းဒီဘက်မှာကဟလာမယုံတင်ကနဲ့စစ်မေးတာဖမ်းဆီးတာခံကောင်းလဲခံရနိုင်အဲ့ဒီအန္တရာယ်တွေကြားထဲမှာနိုင်ငံကိုနိုင်ငံရေးနီလန်းနဲ့ပြုတ်ပြင်းပြောင်းလဲဖို့စ조사နေတဲ့သူတွေကို နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နဲ့လို့ကိုပါကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးတော်တော်စီးပွားရှာစားအဲ့ဒီလော်ဘီတွေလည်းပဲအဲ့ဒါကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်နော်အဲ့ဒါဒါကတော့အစွန်းတစ်ဖက်ကိုကျွန်တော်တို့ပြောရလိမ့်မယ်အဲ့တော့အဓိကကနိုင်ငံမှာနိုင်ငံရေးပလက်ဖောင်းပြန်ပေါ်လာဖို့အဲ့ဒါသိရေးကြည့်တယ်အဲ့ဒါနောက်တစ်ခုပြည်သူတွေတော့ပြောချင်တယ်ဆိုရှယ်မီဒီယာပေါ်မှာလမ်းမဆုံးပါနဲ့အဲ့ဒီမှာတောင်ပြောမြောက်ပြောနဲ့ ကြည့်လိုက်တော့ profile မပါဘူးဟာလား profile အမှန်မဟုတ်ဘူးပြီးတဲ့ခါကျတော့အမျိုးမျိုးလုံစောနေတယ်ပြီးတော့သူတို့ကဒီမှာမရှိဘူးကြည်လွတ်တဲ့နေရာမှာအနေကင်းတဲ့နေရာမှာနေပြီးတော့အထဲကပြည်သူတွေကိုဆဲလိုက် ဆိုလိုက်ချင်းချောက်လိုက်လုံနေတာတွေကိုခင်ဗျားတို့နားမယောင်ပါနဲ့အဲ့တော့ပြည်သူတွေကိုလည်းကျွန်တော်ကပြောချင်တယ်အဲ့တော့ပြည်သူတွေရွေးကောက်ပွဲနီးလာပြီမဲမပေးဖို့လုံစောတယ်မဲမပေးတော့ဘာဖြစ်လဲရွေးကောက်ပွဲကဖြစ်သွားမှာပဲ ခမားတို့ကြိုက်တဲ့လူခမားတို့ယုံကြည်တဲ့လူကိုမဲမပေးရင်ခမားတို့မကြိုက်တဲ့မယုံကြည်တဲ့လူတွေအုပ်ချုပ်တာကိုနောက်ထပ်၅နှစ်ခံရမယ်အဲ့တော့ခမားတို့ရွေးရမယ်အဲ့တော့ကျွန်တော်တို့ကဟလာနိုင်ငံရေးလုပ်တယ်ဆိုတော့မှအကြံပဒဏ်ကြီးကိုတော့ကျွန်တော်တို့မရွေးဘူးမသုံးဘူးအဲသို့တော့လူမှုထောက်ခံမှုကတော့ရဖို့လိုတယ်ကျွန်တော်တို့ပါတီမှာဘာလက်နက်ကင်အင်အားမှာဓာတ်ရိုက်လည်းမရှိဘူးတွယ်ဝိုက်လည်းမရှိဘူးကျွန်တော်တို့မှာဘာမှလက်နက်ကင်အားကိုရတာမရှိဘူး အဲ့တော့ကျွန်တော်တို့ကပြည်သူပဲအားကိုးရမယ်အဲ့တော့ပြည်သူကမှကျွန်တော်တို့ကိုမထောက်ခံရင်မဲမပေးရင်ကျွန်တော်တို့ခမားတို့ဖြစ်စေခြင်းတဲ့ဆန္ဒတွေကိုလှုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ဒါကြောင့်မလို့ဟလာကျွန်တော်တို့ဟလာအခုရေကောက်ပွဲကမ်ပိန်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဟလာ TV ရေဒီယိုမှာလည်းကျွန်တော်ပြောတာရှိတယ်အဲ့ဒီမှာကျွန်တော်တို့တချင်းလဲလွှင့်ထားတာရှိတယ်အဲ့တော့ကျွန်တော်တို့တချင်းကိုခမားတို့ပြန်ပြီးတော့ကြားရအောင်ကြည့်ပါကျွန်တော်တို့နိုင်ငံမှာအဓိကကအမှောင်ခစ်ကြီးတစ်ခုလွှမ်းမိုးတယ်အဲ့ဒါဘာလဲဆိုတော့ကြောက်ရွံ့ခြင်း မတိနာမလဲခြင်းစည်ရွံပါခြင်းဒီဟုသောအမောင်တိုက်အမောင်တိုက်ကိုဖြိုခွင်းရမယ်အဲ့တော့ဘာလဲဆိုတော့အဲကျွန်တော်တို့ကပြည်သူကကြောက်ကြောက်တော့ကို့မှာဒီဥပဒေမှာခွင့်ရေးတွေရှိတယ်ဆိုတာ तू မသိဘူးကြောက်လို့မပြောရဘူးမသိလို့မပြောတတ်ဘူးအဲ့တော့ကျွန်တော်တို့ကကြောက်နေသလားပြောလိုက်စမ်းပါနားမလဲဘူးလားပြောလိုက်စမ်းပါစည်ရွံပါသလားပြောလိုက်စမ်းပါ ခမားတို့ကိုစားပြောပင်းမဲ့သူအဝါအဝါအဝါလာပါပြီဒါကကျွန်တော်တို့ကအဝါရောင်နေဟာအဝါရောင်လိုင်းလုံးနေတလုံးပြီးတလုံးလာပြီကျွန်တော်ဒီမလာခင်မှာဘကောမှာကျွန်တော်တို့ဟလာလူလူတွဲဆောင်ပွဲလုပ်တယ်နေပြည်တော်မှာလုပ်တယ်စကိုင်းတိုင်းမှာလုပ်တယ်မန္တလေးတိုင်းမှာလုပ်တယ်အခုကျွန်တော်တို့ရန်ကုန်တိုင်းမှာလုပ်တယ်အဲ့တော့ကျွန်တော်တို့ဟလာကြောက်ညွန့်ချင်းမတိနားမလဲချင်းဆင်းရဲနွမ်းပါချင်းဒီဟူသောအမောင်တိုက်ကိုဖြိုခွင်း၍ လွတ်လပ်ငြိမ်းချမ်းသောကြွယ်ဝချမ်းသာသောအဲ့တော့ကျွန်တော်တို့လွတ်လွတ်လပ်လပ်နေခြင်းနဲ့ဘသူ့ကိုမှကြောက်မနေခြင်းဘူးဒါအာမန်ပြည်သူတယောက်ရဲ့စံတာပဲလွတ်လပ်ခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ကြွယ်ဝချမ်းသာသောကျွန်တော်တို့နိုင်ငံဟာချမ်းသာတဲ့နိုင်ငံပြည်သူတွေဆင်းရဲနေတာနိုင်ငံကဆင်းရဲတာမဟုတ်ဘူးအဲ့တော့ဒါကြောင့်မလို့ပြည်သူတွေဟာလာစောက်ဝတ်နေရေးဖူလုံနဲ့ကြွယ်ဝချမ်းသာတဲ့အလင်းခေတ်နိုင်ငံတော်ကိုရောက်အောင်ကျွန်တော်တို့ပြည်သူပါတီကစ조사သွားမယ်အဲ့တော့အလင်းခေတ်နိုင်ငံတော်ကိုတည်ဆောက်ဖို့ e do meu pegou!